သတင်းဌာနရဲ့စနေနေ့အတွက်သတင်းကောင်းစင်တွေကိုတင်ဆက်ပေးနေပါတယ်ဒီနေ့အတွက်ထူးခြားတဲ့သတင်းကောင်းစင်တွေကတော့ရွေးကောက်ပွဲအတွက်အဆင့်သေးစင်နဲ့လုံခြုံရေးယူမှာဖြစ်ပြီးမဲဆွယ်စည်းရုံးတဲ့ကာလမှာလုံခြုံရေးတင်းကျပ်တဲ့မြို့နယ်တွေကိုပြည်ထရေးဝန်ကြီးဌာနကစီစစ်နေပြီလို့ပြည်ထရေးဒုဝန်ကြီးကပြောကြားလိုက်ပါတယ်ကချင်ပြည်နယ်မှာတစ်ခိုးထုတ်တဲ့တရုတ်နိုင်ငံသား150ကျော်ကိုမြစည်းနာတရားရုံးကဇူလိုင်လ18ရက်ကအမိန့်ချဖို့သတ်မှတ်ထားပေမဲ့ တရားရုံးကအစဉ်သိမဖြစ်သေးတာကြောင့်ဇူလိုင်လ22ရက်ကိုပြောင်းရွှေ့သတ်မှတ်လိုက်တယ်လို့သိရပါဗျ။ရုရှားနိုင်ငံမှာပြစ်ချခံရပြီးလူပေါင်း298ဦးသေဆုံးခဲ့တဲ့ MH17 လေယာဉ်ပျက်ကျမှုတစ်နှစ်ပြည့်ဝန်းနေချင်းအထိမ်းအမှတ်အခမ်းအနားကိုဩစတြေးလျနိုင်ငံနဲ့နယ်သာလန်နိုင်ငံတို့မှဇူလိုင်လ18ရက်ကကျင်းပခဲ့ပါဗျ။မြန်မာနိုင်ငံဆိုင်ရာတရုတ်တန်အမတ်မစ္စတာယန်ဟိုလန်နေရာမှာတရုတ်နိုင်ငံသားရေးဝန်ကြီးဌာနရဲ့အာရှရေးရာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်ဖြစ်သူမစ္စတာဟုန်လျန်ကိုမြန်မာနိုင်ငံဆိုင်ရာတရုတ်တန်အမတ်ကြီးအဖြစ်ဒီနေ့ပူးတွဲခန့်အပ်လိုက်ပါပြီ။အခုဆက်လက်ပြီးတော့မိုးလေဝသသတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ ဒီနေ့အတွက်ရန်ကုန်မြို့ရဲ့အနီးတစ်ဝိုင်းမိုးလေဝသခန့်မှန်းချက်ကတော့အခုကနေနောက်ထပ်9နာရီအတွင်းနေရာအွက်ကြောင်းမိုးရွာသွန်းနိုင်ပြီးညအပူချိန်28ဒီဂရီစင်တီဂရိတ်ရှိနိုင်ပါတယ်။မနေ့ပြန်အတွက်ခန့်မှန်းချက်ကတော့မိုးထစ်ချုံရွာသွန်းနိုင်ပြီးနေ့အပူချိန်29ဒီဂရီစင်တီဂရိတ်ကနေညအပူချိန်25ဒီဂရီစင်တီဂရိတ်ထိရှိနိုင်ပါတယ်ရှင်။ ဒီကနေ့တင်ဆက်ပေးသွားတဲ့သတင်းတွေရဲ့အပြည့်အစုံကိုဖတ်ရှုခြင်းနဲ့ဆိုရင်တော့မြစီမ Digital Newspaper Application အပြင်မြစီမမြန်မာ website www.mjsimabamis.com တို့မှာဝင်ရောက်ဖတ်ရှုနိုင်ပါရဲ့ရှင်။